ရတ်ကီဤကောင်းကြီးမင်္ဂလာအဖြစ်ဖြာတရားပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏37ရက်ဆေလာ2025တောက်ကြနေ့နေစဉ်တဝင်းစာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်သာရဖျားအားဝတ်ပြုကိုယ်ခွင့်ကြပါစို့ဖျားသခင်ထံသို့တင်ဤလက်များကိုချီးမြှောက်ခြင်း အကျွန်ုပ်ဤပတ္ထနာသည်မိရှုသောနန္တာပေါင်ကဲ့သို့၎င်းလက်ကိုချီးခြင်းသည်ညာဥယံပူဇော်တကာကဲ့သို့၎င်းရှေ့တော်၌ပြင်ဆင်လျက်ရှိပါစေသောစာလင်ကျမ်းခန်းကြီး141အငယ်2လူတို့သည်အသင်းတော်အစီအဝေးအတွင်တွင် ကိုးကွယ်ခြင်း၌သူတို့ဤလက်များကိုမြောက်ပင့်ရန်ပြောခြင်းခံရသောအခါလူအချို့တို့သည်ဆက်ရုပ်ကဲ့သို့ တုံ့ပြန်ကြသည်သို့မဟုတ်လုံးလုံးမတုံ့ပြန်ကြပါ အကြောင်းမှာဝိညာဉ်ရေးရအကြောင်းအရာတို့၌သူတို့သည်မကြာခဏတင်ကြားလေ့ကျင့်ထားခြင်းမခံရသောကြောင့်ဖြစ်သည်အကယ်၍သူတို့သည်သူတို့လက်များကိုဖျားသခင်ထံသို့ချီးမြှောက်ခြင်းနှင့်ဆိုင်သောဝိညာဉ်ရေးရရည်ရွယ်ချက်ကိုစင်မှန်စွာ သိနာလေပါက ထို့အရာသည် ရုံးကန်လှူရှာမှုတစ်ခုမဟုတ်တော့ပါနှစ်ပေါင်းများစွာရှိခဲ့ပြီးအချို့သောအစီအဝေးများတွင်ကျွန်ုပ်သည်အရေးကြီးသောပေါ်ပြချက်ကို ပြောခဲ့ပါသည်အနာငင်းချင်းခံရသော သူများစွာတို့သည်နာကျင်သောကြောင့်သူတို့၏လက်များကိုမမြောက်ပစ်နိုင်သောသူများဖြစ်သည် ထို့အရာကကျွန်ုပ်၏အာယုံဆုဆိုင်မှုကိုဖြစ်စေပြီးကျွန်ုပ်က ဖျာသခင်ဤဝိညာဉ်တော်ကို လူများစွာတို့သည်အဘဲကြောင့်ဤပြဿနာဖြစ်ရပါသည်နိဟု မေးမြန်းခဲ့ပါသည် ကိုရောကငါသူတို့ကိုဝတ်ပြုကိုးကွယ်တော်အခါလက်များကိုမြောက်ပင့်ရန်သူတို့ကိုပြောခဲ့တယ်လူတိုင်းလူတိုင်းမြေတိနေရာတွင်ဆုတောင်းပါစေတန်ရှင်သောလက်များကိုချီမြောက်ရန်ငါလမ်းညွှန်ခဲ့သည်တိုးတော်သူတို့မချီမြောက်ခဲ့ကြပါဟု မိန့်တော်မူပါသည် နှစ်ပေါင်းများစွာကြာပြီးသည့်နောက်နာကျင်မှုမရှိပဲမပင်ပန်းပဲသူတို့ဤလက်များကိုချီမြောက်ရန်မတတ်နိုင်သည်ကိုသူတို့ကိုသူတို့တွေ့ရှိကြပါတော့သည်ထိုနေရာ၌ရရှိသော သင်္ကန်းစာမှာဤအရာဖြစ်သည်ဖျားသခင်မိမ့်မာထားသည့်အတိုင်းသူတို့သည်ဝတ်ပြုကိုးကွယ်သည့်အခါလက်များကိုပုံမှန်မြောက်ပါသလားထိုကဲ့သို့ကန့်တတ်မှုများသည့် ဖွံ့ဖြိုးတိုးတက်လာတော့မည်မဟုတ်ပေသူတို့ထံသို့အနာငိမ့်ခြင်းကိုဆောင်ယူလာသည့်ကိုတော့ဤကျေးဇူးတော်အတွက်ကိုတော့ကိုကျေးဇူးတော်ချီးမွမ်းပါသည်တင်ဤလက်များကိုချီးမြှောက်ခြင်းသည်မလိုအပ်ပါသူမဟုတ်တင်သည်ဘုရားသခင်အားဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆုတောင်းနေစဉ်အတွင်ကတိကအောက်ဖြစ်ရင်တောင်မလိုအပ်ပါဟုဘေသောအခါမှာ မတွေးပါနဲ့၎င်းသည်ယုံကြည်ခြင်းနှင့်ဆိုင်သောလှုပ်ရှားမှုဖြစ်ပြီးဝิญဉေရေးရာပြန်လဲတုံ့ပြန်မှုနှင့်ဝิญဉေတော်ထံအနံမှုဖြစ်သည်သင်ခရိယံတယောက်ဖြစ်မလာခင်ကသင်ဤလက်များမြောက်ပင်ခြင်းသည်ငါကျင်သောကြိုးပမ်းအထုံမှု ဖြစ်နေပါက ကိုးကွယ်ခြင်း၌သခင်ဘုရားထံလက်များမြောက်ပင်ခြင်းကိုဆက်လက်လေ့ကျင့်ပါထို့သောလှုပ်ဆောင်ခြင်းဖြင့် တင်သည်နှုတ်ကပတ်တော်ကိုလှူရှားဆောင်ရွက်နေခြင်းဖြစ်သည်ညမကြာမီ ထိုတူညီသောလက်များသည်ငါခြင်းမှုမရှိကျိုးပန်းအထုတ်เสียရမလိုပဲမြင့်တက်တဲ့တိုးတက်မြင့်တင်လာလိမ့်မည်ဟေပြဲခန်းကြီးစနစ်အငယ်စနစ်မှ73တွင်ထိုကြောင့်တွဲလွဲနေသောလက်တို့နှင့်အာမရှိသောဒူးတို့ကိုခိုင်ခန့်စေကြလော့ချိန်မဆွမ်းသောသူတို့သည် စစ်မပြုတ်တီတာမကချမ်းသာရစေခြင်းငါတင်းတို့တွားဖို့ရာဖြောင့်သောလန်တို့ကိုပြင်ဆင်ကြလောဖျားသခင်တာသမီများစွာတို့သည်ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားရသည်မှာ သူတို့ပင်ကိုအားဖြင့်တစုံတစ်ခုကိုမာရင်းသောကြောင့်မဟုတ်ဘဲနှုတ်ကပတ်တော်ကမိတ်ဆိုသောအရာကိုပြုလုပ်ရန်ညှင်းဆိုကြသောကြောင့်ဖြစ်ပြီးစာရင့ထိုအရာအပေါ် အမျက်ထုတ်လိုက်ခြင်းဖြစ်သည် ထို့ကြောင့်နှုတ်ကပတ်တော်အပေါ်လှုပ်ရှားဆောင်ရွက်ရန်တင်ယူပါတင်ဤကိုခန္ဓာအားတင်ကြားလေ့ကျင့်ပေးရန်ကိုးကွယ်ခြင်း၌တင်ဤဝိညာဉ်ကို ခွင့်ပြုပါချီးမွမ်းခြင်း၌တင်ဤလက်များကိုအဆက်မပြတ်ချီးမြှောက်ထားပါတင်ဘဝတွင်တင်မြည်သည့်အခါခါမှ မစင်စားထားသည့်ထူးမြတ်သည့်ဘုံအတေရတော်ကိုတင်တွေ့ကြုံ ရပါလိမ့်မည်။ထပ်၍လေ့လာရန်ကြံပိုင်၁34ခုမြောက်သောစာလံအပိုင်ငယ်၁မှနေယေရမိညီတန်အခန်းကြီး၃အငယ်၄၁တိတိမောသိအခန်းကြီး၂အငယ်၈စုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့။ချစ်တော်မူသောအဖာကိုရောအာဝပြုကိုကိုွယ်ရာတွင်ယိုတေလေးမျက်စွာနှင့်ချစ်ချင်း၌ ကျွန်ုပ်ဤလက်များကိုချီမြှောက်ရသည့်ကောင်းချီးမင်္ဂလာနှင့်အထူးအခွင့်အရေးတို့အတွက်ကိုရောကိုယေရှုတင်ပါသည်ကိုရောကဲ့သို့တော်သူမရှိပါကိုရောတီကြီးမြတ်ပြီးခွန်အားကြီးတော်သူအရာခတ်သိမ်းတို့ဤရှင်ဘရင်နှင့် အသွေးအသားရှိသမျှတို့ဤဖျားသခင်ဖြစ်တော်မူ၏ကိုရောတပါးဒီတာထာဝရရှင်တန်ခြင်းရှိပြီချင်းကရွေမရနိုင်သောအလင်း၌ဂိမ်းဝတ်တော်မူ၏အဘေသူမြမမြင်ဘူးတော့မမြင်နိုင်သောသူဖြစ်ပြီး ိုရောအာဂုံပြုပါ၏ကိုရောဤတကိုရောတီထာရကာလတီစီတော်မူတည်းအာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ဖိလိမုန်ခန်းကြီး1အငယ်1မှ25ယေရမိအခန်းကြီး33ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နနစ်တာကျမ်းစာဖတ်ခြင်း အစီအစဉ်ရှင်ယောဟန်အခန်းကြီး၈အငယ်54မှ59400အခန်းကြီး24မှ25ကိုဖတ်ရှုစင်ချင်းနှလုံးသွင်းကြပါစို့